င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိုင်တန်းသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ ာတင်ကြောင်းများစကောက်စီလီကျောင်းတိုက်ခိုက်မှုနိုင်ငံတကာတရားစွာရင်းယူပေးဖို့တာဝန်ရှိတယ်လို့ NUG ပညာရေးဝန်ကြီးဌာနထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူကိုတပ်ဖြတ်နေတဲ့စကောက်စီလုံရက်ကိုကဘာကလင်းလျူရှူထားပြီးအလုပ်ပို့လုပ်ကြဖို့ TNNN ခေါင်းဆောင်ကတိုက်တွန်းထားပါတယ်။ကျောင်းသားကလင်းငယ်များနဲ့ဆရာမစုစုပေါင်း22ဦးတည်ဆောင်ပြီး40ကျော်တရားရရှိခဲ့တဲ့စကိုင်းတိုင်းတပည့်ရင်းမြို့နယ်အိုထိန်တွင်ရွာလီကျောင်းတိုက်ခိုက်မှုအပါအဝင်စာတင်ကြောင်းများကိုစကောက်စီပြတ်မှတ်ထားတိုက်ခိုက်ခြင်းနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပညာရေးဝန် ်ကြီးဌာနကမေလ12ရက်ထုတ်ပြန်ခဲ့ရာစစ်ကောင်စီရဲ့လုံရက်ပေါ်နိုင်ငံတကာထိရောက်စွာအရင်ယူပေးဖို့တာဝန်ရှိကြောင်းဖော်ပြပါရတယ်။ မေလာစနီရဲ့မနက်မှာအိုထိန်တွင်းရွာစတင်ကြောင်းကိုစစ်ကောင်စီကအလီကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါရင်အပြင်မဲနယ်ကလေးတငင်းကြောင်းသားကြောင်းသူများဆရာဆရာမများကိုလီကြောင်းမှာတိုက်ခိုက်ဖို့အမိန်ပေးသူများပြည်မှုကိုကာယကံမြောက်ကျူးလွန်သူများပူပေါင်းပောင်းဝင်သူအလုံးကိုထိုင်းထိုင်တန်တန်ရေးယူအပြစ်ပေးသွားမှာဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနကဖော်ပြပြီးမြည်သည့်အကြောင်းကြောင်းကြောင့်ပြစ်ဒဏ်ကင်းလွန်ခွင့်မရရှိစေဖို့ကဘာကြီးတော်လည်းဥရန်ကြီးမှာမျိုးမဟုတ်ပဲပြင်းထန်စွာအပြစ်ပေးရေးယူနိုင်ရေးစုံစမ်းရှာဖွေဖော်ထုတ်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်နိုင်ငံတကာအတိုင်းဝိုင်းနေတဲ့ ထိရောက်အကျိုးရှိနိုင်တဲ့တားဆီးအရေးယူမှုတွေကိုဆောင်ရွက်ပြီးကလေးတငယ်များအတွက်လုံခြုံစွာပညာသင်ယူခွင့်နဲ့ဘေးကင်းလုံခြုံတဲ့အကြောင်းများပေါ်ပေါက်လာဖို့အားဖြည့်ပံ့ပိုးပေးဖို့တာဝန်ရှိကြောင်းကြေညာချက်မှာပါရှိပါတယ်။ကလေးတငယ်များအပါအဝင်မြန်မာပြည်သူများကိုတပ်ဖြတ်နေတဲ့စစ်ကောင်စီရဲ့လုံရက်ကိုကဘာကလင့်လျူရှုပြတ်မှတ်ထားကြောင်းတအောင်တမရော TNL အထွေထွေအတွေ့အကြုံမှုကြောင့်ဗိုလ်ချုပ်တာဖုံကျော်ကအိုထိန်ခွင်းရွာလေကြောင်းတိုက်ခိုက်ခံရမှုတရင်ကိုမျှဝေပြီးရေးသားထားပါတယ်။ကဘာကြီးရဲ့နှာစည်းလာကြလာကြီးရဲ့ဘယ်အချိန်ထိလစ်လျူရှုပစ်ထားမှလဲလေ အမျိုးတို့ရဲ့အလုပ်တွေပိုတိုးဝိုင်းလို့ကြပါအောင်လို့ဘိုးချုပ်တာဖုံကျော်ကရှင်းတာထားပါတယ်။ အခုနှစ်စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့အိုထင်းတွင်းရွာစသည့်ကြောင်းက NUG ပညာရေးဝန်ကြီးဌာနရဲ့ကြားကာလပညာရေးစနစ်နဲ့ဒေသခံကျောင်းသားကျောင်းသူများကိုပညာသင်ကြားပေးနေတဲ့ကြောင်းဖြစ်ပါတယ်။စစ်ကောင်စီကငလင်ပေးကြောင်းအဖြစ်ရစဲကြောင်းကြီးညာထားတော်လဲစကိုင်းတိုင်းမန္တလေးတိုင်းပါဝင်နိုင်ငံတော်ပြည်သူများအစုလိုက်ပြုံလိုက်တည်ဆုံစေခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစတိုက်ကျူးလွန်လျက်ရှိပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ EAO များလိုအပ်နေတဲ့တနိုင်ငံလုံးလွှမ်းခြုံတဲ့မဟာဗျူဟာအမျှော်မြင်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်က၎င်းရဲ့ရန်သူတော်များအကြအားနည်းချက်ကို ရှာဖွေသိရှိခဲ့ပုံရပါတယ်။ဒါကြောင့်ညီနာမဟာမိတ်သုံးဖွဲ့ကြားတရုတ်ရဲ့ဂျောင်းဝင်ဖိအားပေးမှုနဲ့တင်ကွင်းရေးမဟာဗျူဟာကိုပြောင်းလဲကစားနိုင်ခဲ့ပါတယ်။တရုတ်ခေါင်းဆောင်များရှိမှဒူးထောင်လိုက်ပြီးစစ်တိုက်စရာမလိုပဲကြီးစွာသောအကျိုးမြန်ရရှိမှကိုတင်ချတွက်ချက်ပြီးဗျူဟာခင်းပိခဲ့ခြင်းဖြစ်ပြီးအထိုင်လျောက်အောင်မြင်ခဲ့ပါတယ်။တရုတ်အစိုးရရဲ့ညီနာမဟာမိတ်သုံးဖွဲ့ကိုတဖွဲ့ချင်းစီခွဲပြီးညှိနှိုင်းပြီးဒီဗျူဟာကြောင့်အဲ့ဒီသုံးဖွဲ့တင်ကွင်းခဲ့ရပြီးဖြစ်ပါတယ်။လာရှိုးရေးမှ TNL နဲ့အေအေနှစ်ဖွဲ့စလုံးနှုတ်ဆက်နေခြင်းကဒီအချက်ကိုပြသနေတာပါ။အ MND ရင်ဆိုင်ခဲ့တဲ့တရုတ်ပြည်အများကြောင့်လာရှိုးမျိုးပေါ်မှာဆုတ်ခွာခင်ရခြင်းပေါ်စာနာနားလည်ကြောင်းလည်းပဲကြီးညာချက်ကိုမထုတ်ပြန်ကြတော့ပါဘူးအဲဒီအစားငလင်ပြီးကြီးညာချက်တွေသာထုတ်ပြန်ခဲ့ပါတယ်အခုက MND ကိုအသက်ရှူခွင့်ပေးထားပြီး TNL ကိုစစ်ကောင်စီကနေကြောင်းပုံကျဲခြင်းနဲ့တရုတ်က Facebook ဖိအားပေးမှုတွေနဲ့နှစ်ဖက်ညံဖိအားပေးနေပြီဖြစ်ပါတယ်တင်းကွင်းနဲ့ကြားဆွဲခံရမယ်ဆိုတဲ့အတိုင်းလက်တလောဖြစ်စဉ်တွေကညွန်ပြနေပါတယ် ဆက်လက်ပြီးစေအောင်စုရဲ့အကြံဖတ်စစ်စင်ရေးကိုအားပေးကူညီခဲ့တဲ့ဂုံတီပြန်အာဆီယံသတိကြီးများစီရင် GFN ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစေအောင်စုရဲ့အကြံဖတ်စစ်စင်ရေးကိုအားပေးကူညီခဲ့တဲ့ဂုံတီပြန်အာဆီယံသတိကြီးများစီရင်ကို Justice for Myanmar ကမေလ12ရက်မှာထုတ်ပြန်ကြေညာပါတယ်။အရှိတောင်အာရှနိုင်ငံများအတင်းအာဆီယံက၎င်းတို့ရဲ့ဘုံသဘောထား၅ရက်မှာတစိမ့်မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းရေးကိုပံ့ပိုးကူညီနေရလို့ဆိုတော့လေအဖွဲ့ဝင်နိုင်ငံများကစေအောင်စုရဲ့အကြံဖတ်မှုကိုဟန်တားထိန်ချုပ်ဖို့ပြက်ကွက်ခဲ့ရုံသာမကအ ၎င်းတို့ရဲ့အချုပ်အခြာအာဏာပိုင်မှုအောက်ရှိကုမ္ပဏီများကိုမြန်မာစစ်အုပ်စုတန်ငွေကြေးစီစဉ်မှုနဲ့လက်နက်ရောင်းချတပ်ဆင်ပေးနေမှုတွေဆက်လက်ခွင့်ပြုပေးခဲ့ကြရတယ်လို့ Justice for Myanmar ကဆိုပါတယ်။လေးနှစ်အတွင်းအာဆီယံကမြန်မာပြည်သူတွေအတွက်တာဝန်ပြက်ကွက်ခဲ့ပါတယ်။ သူတို့ဘုံသဘောထားငါရက်ကအရေးယူမှုမရှိပြက်ကွက်မှုတွေအတွက်စင်တရင်ကိုစိတ်တည်နေဖုံးထားတာဖြစ်ပြီးတစ်ဖက်မှာအစိုးရအဖွဲ့ဝင်လူချမ်းသာတစုကဆင်ရဆွေးကောင်းတွေလက်ထဲကိုစစ်လက်နဲ့စစ်တုံးပစ္စည်းတွေဆက်ပြီးစီးဆင်းနေတာပါလို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကပြောပါရယ်ဒီလိုရက်ကအာဆီယံနိုင်ငံအစိုးရများနဲ့၎င်းတို့ရဲ့တထင်းကြီးတွေကဆေးအုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါနေမှုကိုပြသနေကြောင်း GFN ကဆိုပါရယ်ဒီဘီလီယံနာတထင်းကြီးတွေကကမ္ဘာကောင်ဆောင်နေနဲ့အကျွမ်းတဝင်ရှိကြပြီးအဖိုးတန်စီမံကိန်းကြီးတွေမှာ ှာရင်းနှီးမြှုပ်နှံကြပါတယ်စေအုပ်စုလေးချောင်းတိုက်ခိုက်မှုတိုင်းရဲ့နောက်ကွယ်မှာစီးပွားရေးဆက်နွယ်မှုတစ်ခုအမြင်ရှိနေပြီးအဲ့ဒီစီးပွားရေးအင်လစ်တွေအနေနဲ့မဖြစ်မနေတာဝန်ခံရမှာဖြစ်ပါတယ်အဲ့ဒီတတိကြီးတွေကဆေးရဆွေးမှုတွေအတွက်ဗန္နငွေထောက်ပံ့ပေးနေတဲ့ပြည်အာဆီယံအနေနဲ့ငြိမ်းချမ်းရေးမြှင့်တင်နေပါတယ်လို့ပြောခွင့်မရှိပါဘူးလို့မရတနာမောင်ကဆက်ပြောပါတယ် GFM မှာထုတ်ပြန်လိုက်တဲ့အာဆီယံအသက်30ထက်မတမာမှုများစီးရင်မှတင် Robert Gosh Malaysia Shangri-La Hotel များအုပ်စုကိုတည်ထောင်သူမလေးရှားနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်နေ Cherin Shiri Wutana Buddy Thai Thai Beverage တည်ထောင်သူ၃ငွေရင်တီဖူအန်တောင်ဗီယက်နမ် Vietjet Air ရဲ့ CEO နဲ့ HT Bank ရဲ့ဒုတိယဥက္ကဋ္ဌ VNN နိုင်ငံရဲ့ပထမဆုံးနဲ့တဦးတည်းသောအမျိုးသမီးဘီလီယံနာတတိတဦးဖြစ်သူလေချက်ချိုင်းရန်ဝမ်ပေါင်းထိုင်းဆေအိုစုနဲ့ရဲတကွန်တဘာဝတန်းငွေစီမံကိန်းကို ကြီးကြပ်လုပ်ကိုင်ပြီးဆေအိုစုတန်အခွင့်ငွေဒေါ်လာတန်းချီပေးအပ်နေတဲ့ကုမ္ပဏီအမှုဆောင်ဒါရိုက်တာချောင်း လီတီရှိစင်ကာပူစေယောစုအတွက်ငွေကြေးရွှေပြောင်းဖို့စီးပွားရေးလှုပ်ဆောင်ရန်နဲ့လက်နက်ဝယ်ယူရန်အားပေးကူညီခဲ့တဲ့ OCBC ရဲ့ဒါရိုက်တာနဲ့ရှယ်ယာရှင်စသဖြင့်စံနှုန်းပါဝင်ပါတယ် အဲ့ဒီတတိကြီးတွေကဘဏ္ဍာငွေပံ့ပိုးခြင်းစေတုံးဆောင်ရောင်းချခြင်းနဲ့ဘဏ္ဍာရေးဝန်ဆောင်မှုများပေးရခြင်းတို့မှာတဆင်စေအုပ်စုရဲ့ရက်ဆက်ကြံကြုံမှုတွေမှာအကျိုးမြတ်ရရှိနေသူတွေဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတတိကြီးတွေက၎င်းတို့ရဲ့ကျွယ်ဝလာတဲ့ဘဝနေထိုင်မှုပုံစံများနဲ့နိုင်ငံတကာဂုဏ်သိက္ခာရှိသူများဖြစ်နေတာကြောင့်မြန်မာနိုင်ငံရဲ့ရက်ဆက်ကြံကြုံတဲ့စေအုပ်စုနဲ့၎င်းတို့ရဲ့ဆက်နွယ်မှုတွေအပေါ်အများပြည်သူမေးခွန်းထုတ်မှုအနေငယ်ကိုသာရှင်းဆိုင်ရတယ်လို့ GFN ကဆိုပါတယ်။အသက်30အထက်မတမာသူများစီရင်ထုတ်ပြန်မှုကိုမေလ26ရက်နေ့29 ၂ရက်မှာမလေးရှားနိုင်ငံမှာကျင်းပမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီစတင်လိုက်တာဖြစ်ပြီးအဲဒီထိပ်သီးဆွေးနွေးပွဲမှာဒေသရင်းခေါင်းဆောင်တွေကမြန်မာနိုင်ငံတွင်အကြက်တင်များကိုဆွေးနွေးသွားမယ်လို့မျှော်မှန်းရကြောင်း GFN ကဆိုပါတယ်အာဆီယံအနေနဲ့စေအုပ်စုကိုထိတွေ့ဆက်ဆံမှုနဲ့ထောက်ပံ့မှုအလုံးရှက်ဆိုင်ဖို့နဲ့စေအုပ်စုထံဗန္နာငွေဆက်လက်နဲ့စစ်သုံးဆောင်ပစ္စည်း လီယင်စီစီးဝင်မှုတို့ကိုပြုတ်ပင်ဖို့အတွက်၎င်းတို့ရဲ့ဖွဲ့ဝင်နိုင်ငံတွေကိုတွန်းအားပေးဖို့ Justice for Myanmar ကတောင်းဆိုထားပါတယ်။တနည်းကြပြီးချိန်မှာအများပြည်သူထံမှ PR များမြင့်တက်လာမှုနဲ့မြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ PR များရှိလာမှုကြောင့်ကုန်တင်ပို့မှုက83ရှာခိုင်နှုန်းထိလျော့ကျသွားကြောင်းသတင်းတွေကဖော်ပြခဲ့တဲ့အတွက်အများပြည်သူရဲ့ PR ပေးမှုတွေကအလုပ်ဖြစ်ကြောင်းပြသနေပြီးအခုကလူမှု PR ကိုအာဆီယံတဝန်လုံး၃လောင်းတိုးချဲ့ရမှာဖြစ်ကြောင်း GFN ကထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဟန်ပြအပြည့် တပ်တန်းတလတိုးထားတဲ့စစ်ကောင်စီတပ်နောင်ကျုံမြို့နယ်မှာလေကြောင်း drone လက်နက်ကြီးနဲ့ဆက်လက်တိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကမေလ6ရက်ကနေ31ရက်နေ့ထိအပြည့်ရတပ်တန်းတလထပ်တိုးထားပြီးမယ်။တောင်တက်မတော် TNL ထိန်းချုပ်နေမြေတွေမှာမြေပြင်ထိုးစစ်ဆင်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်း drone နဲ့လေကြောင်းအုံပြတိုက်ခိုက်ခြင်းတွေနိုင်စင်ပြုလုပ်နေရလို့ TNL ကဒီကနေ့မှထုတ်ပြန်ပါတယ်။မေလ17ရက်မနေ့ကနေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ပွားပေနောင်ချုံမြို့နယ်ရှိတောင်တက်မတော် TNL ရှိရာရှားပြင်းကျေးရွာအနီးတစ်ဝိုက်ကိုလက်နက်ကြီးနဲ့

လေးချင်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ညီနာမဟာမိတ်အုံဖွဲ့ကငလင်တန်တင်ပြည်သူတွေရဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာထိုးစစ်တွေပြုလို့မှမဟုတ်ပဲတစ်ဖက်သက်အပြည့်ရဲ့ကာလကိုမေလကုန်တိနောက်ထပ်တလသက်တမ်းထပ်တိုးကြောင်းထုတ်ပြန်ထားပါတယ်ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကအပြည့်ရဲ့သက်တမ်းတလတိုးထားပြီးမဲ့နေ့စဉ်ပုံကျဲတိုက်ခိုက်မှုတွေရှိလာတာကြောင့်စစ်ကောင်စီတပ်ရဲ့လေကြောင်း drone လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုရန်ကရှောင်ရှားနိုင်အောင်စီရေးတတိအမြင်ရှိဖို့လိုအပ်တယ်လို့ TNN လေကအတိပေးထုတ် ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်